ထိုင်းနိုင်ငံနခေါ်ရက်ချက်စီမာ ခရိုင်ထဲကရွာလေးတရွာနာမှာအရွယ်ရောက်ပြီးသားစေကြီးတက်ကောင်လဲနေတာကို ရွာသားတွေတွေ့ခဲ့ပါတယ်တွေ့ခဲ့တဲ့အချိန်ကပြီးခဲ့တဲ့တောက်ကြနေ့ကဖြစ်ပါတယ်။စင်ကြီးဟာစီးတွေနဲ့ပေနေပြီးဝမ်းလဲလျှောနေပါတယ်။သူ့နှမောက်ထိတ်မှာတော့ဒံရတစ်ခုတွေ့ရပါတယ်။ဒံရဟာလက်တလောရထားပုံရတယ်လို့ရွာသားတွေကအမျိုးသားဥယျာဉ်အာနာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။ အမျိုးသားဥယျာဉ်က တရိတ်ဆန်ဈေးကူးဆရာဝန်တွေကအလင်းအမြန်ပဲစင်ကြီးရှိရာကိုသွားပြီးစစ်ဆေးကုသပေးခဲ့ကြပါတယ်သူတို့ရောက်သွားတဲ့အချိန်မှာတော့စေကြီးဟာအာရင်ချင်းနဲ့နေပြီးလဲကြနေတယ်လို့ဘန်ကောက်ပို့စတတင်းစာမှာဖော်ပြထားပါတယ်။စင်ကြီးဟာလျက်စစ်တပ်အာမြင့်ချင်းစီယိုတခုခုနဲ့ထွတ်ထွတ်ခက်ပုံရတယ်လို့တရိတ်ဆန်ထိမ့်သိမ်းဆောက်ရှောက်ရေးအရာရှိ Viera of Court ကပြောပါတယ်။ဓာတ်လိုက်ခင်ရတာကြောင့်အင်အားချင်းနဲ့သွားတာလို့ဆိုပါတယ်။ အဲ့ဒီနားကကြေးရွာတွေမှာတော်ရိုက်တရိတ်ဆန်တွေမဝင်အောင်ချက်စည်းရိုးကိုတရားမဝင်လျက်စစ်တပ်လွတ်ထားတာတွေရှိတတ်တယ်လို့လဲဆိုပါတယ်နောက်ဆုံးထုတ်ပြန်တဲ့သတင်းတွေအရဆင်ကြီးဟာလေကြားနေရာကနေထားရနိုင်ခဲ့ပြီလို့ဆိုပါရယ်ဆရာဝန်တွေကဆင်ကြီးရဲ့အသက်ကိုကင်နိုင်ခဲ့ကြတာပါ အာနာပိုင်တွေကတော့စေဝါကုသမှုတွေပြီးတာနဲ့ဆင်ကြီးကို ခေါင်ရိုက်အမျိုးသားဥယျာဉ်ထဲကစိတ်ချရတဲ့နေရာမှာပြန်လွတ်ပေးမယ်လို့ဆိုပါရယ်